မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ General Knowledge Channel ကနေထပ်မံကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတင်ပြပေးမှာကတော့တရဏဂုံကျင့်စဉ်ဖြစ်ပါတယ်တောင်းဆိုထားတဲ့မိတ်ဆွေများနဲ့မိတ်ဆွေများအားလုံးအတွက်ရည်ရွယ်တင်ပြပေးခြင်းဖြစ်ပါတယ်တရဏဂုံကျင့်စဉ်ကိုမတင်ပြခင်တရဏဂုံရုပ်စုစောက်တိချင်းရဲ့အကျိုးတရားများကို လိုရင်းချက်များဖြင့်အနည်းငယ်တင်ပြပါဦးမယ်ဒီကနိကေနဲ့တန်ယုတ်တနိကေတို့မှာလာတဲ့တရဏဂုံရဲ့အကျိုးတရားများကို တင်ပြပါမယ် ယခုပြစ္ဆုတ်ပံဘဝ၌ကြာရောက်စေကြာရောက်လက်တန်သောအနည်းအများမရှိခြင်းကြောက်ရွံ့ခြင်းထိတ်လန့်ခြင်းကိုစင်းရဲခြင်းစိတ်စင်းရဲခြင်းအပိုင်လေးပါတို့လာရောက်ရခြင်းစသည်တို့ကိုတားမြစ်ဖြစ်စီပေးတတ်၏။အောင်ဘဝနတ်ပြည်သို့ရောက်သည့်အခါတွင်လည်းတရဏဂုံတည်သောနတ်သည်တရဏဂုံမတည်သောနတ်ထက်အသက်ရှိခြင်းအစင်းလာခြင်းအချွေရန်ပေါများခြင်းအပူဇော်ခံရခြင်းထက်မြက်သောဉာဏ်ပညာရှိခြင်း မနိုင်ရှင်နိုင်သော စီစဉ်ချမ်းသာကိုရရှိခြင်း၊ရွှေစင်းနှင့်တူခြင်း၊ချစ်ခင်နှစ်သက်မှုကိုရရှိခြင်း၊ကြော်စောထင်ရှားခြင်း၊အစိုးရခြင်း၊နတ်တို့၏အာယုံငါးပါးတွင်တာလွန်ခြင်းမိမိ၏အလိုကို အခြားသောနတ်များက လိုက်ရောကြရခြင်းမိမိ၏အဆွေခင်မှုများကိုမိသူကမြပျက်စီးအောင်မပြုလုပ်နိုင်ခြင်းစတဲ့အကျိုးတရားတို့ဖြင့်ပြည့်စုံနိုင်တယ်လို့ကျမ်းဂန်များမှာလာရှိပါတယ် တရဏဂုံရုပ်စုပွားများနှလုံးသွင်းတဲ့အတွက်အသက်အန္တရာယ်လူကင်းခြင်းစီးပွားတိုးတက်ခြင်းစတဲ့အကျိုးတရားတွေခံစားရတဲ့ဖြည့်ရမန်ဇလန်တွေဖျားရှင်လက်ထက်မှာရောယခုမျက်မှောက်ခင်မှာပါများစွာရှိပါတယ်ဒီဖြစ်စဉ်တွေကိုကြားပူးတဲ့သူကများလို့ဖြစ်စဉ်တွေကိုမတင်ပြတော့ဘဲလူရင်းချက်များကသာတင်ပြပေးပါမယ်။ပုံမူသိရှိလိုပါကဓမ္မစရိယဦးသေးလိုက်ရေးသားတဲ့ယတနာ၃ပါးကျေးဇူးစာအုပ်နဲ့ မေတ္တာရှင်ရွှေပြည်သားရေးသားတဲ့တရဏဂုံဆွမ်းအမခန့်ဖြစ်ရဲ့ဆမ်းမြစာအုပ်များမှာစုံလင်စွာပါရှိလို့မိတ်ဆွေများလည်းဖတ်ရှုလေ့လာတင်ပါတယ်။လူသားများတည်ဆုံးခါနီးမှာ အခြားအာယုံများကိုမဆွဲဘဲတရဏဂုံသုံးပါးကိုသာရွတ်ဆိုနှလုံးသွင်းနေမယ်ဆိုရင်နတ်ပြည်ကိုရောက်မှာတေချာကြောင်းဗုဒ္ဓဖះရှင် ဟောကြားထားပါတယ်။ဤကဲ့သို့တရဏဂုံရဲ့ကုသိုလ်ဆွမ်းနဲ့ဖြစ်လာတဲ့နတ်ဟာအခြားကုသိုလ်များပြုပြီးဖြစ်လာတဲ့နတ်များထက် အစစအရာရတာလွန်ပါတယ်ဒါအပြင်တရဏဂုံသုံးပါးယုံကြည်ကိုးကွယ်ခြင်းကိုအကြောင်းပြုပြီးဒုက္ခခတ်သိမ်းမှချုပ်ပြတ်ငြိမ်းရာနိဗ္ဗာန်ထိရောက်နိုင်တယ်လို့လည်းဖះရှင်ဟောကြားထားပါတယ်တရဏဂုံပွားများခြင်းကိုအခြေခံပြီးယဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်များလည်းရှိပါတယ်တရဏဂုံပွားများခြင်းနဲ့ပတ်သက်ပြီးထူးခြားတာတစ်ခုကိုလည်းသတိထားမိပါတယ်လူတော်များများလဲကြုံဘူးကြတယ်လို့ကျွန်တော်ကိုယ်တိုင်လဲမကြခဏကြုံဘူးပါတယ်အဲ့ဒါကတော့အိမ်မက်ဆုမဲ့ချင်းလို့ပဲပြောရပါမယ် အချို့ကလည်းဘလူးစီးတယ်အချို့ကလည်းထမင်းလုံး၁၆တဲ့စသည်ဖြင့်ခေါ်ကြပါသေးတယ်အိတ်ပြော်နေစဉ်တစုံတစ်ယောက်ကမိမိကိုယ်ပေါ်ကိုလှုပ်မရအောင်တပ်ဖိထားတာမျိုးမိမိရဲ့လက်ပင်ကိုဖိထားတာမျိုးဖြစ်ပါတယ်အချို့ကတော့ပလက်အိတ်လိုဖြစ်တာလို့ဆိုကြတော့လဲစောင်းအိတ်ရင်လည်းဖြစ်တတ်ပါတယ်အိမ်မက်လို့ယူဆရတော့လဲတကယ်ဖြစ်ပျက်နေတယ်လို့ခံစားရပါတယ်ကျွန်တော်အနေနဲ့အဲ့ဒီလိုဖြစ်စဉ်မျိုးကြုံတဲ့အခါကျွန်တော်ရွတ်ဖက်နေကြဖြစ်တဲ့တရေတစီမချောက်နိုင်တဲ့ကာထာကို ိမ်မက်ထဲမှာရွတ်ပါတယ်။နေညပြကာထာဖြစ်ပါတယ်။ကျွန်တော် channel မှာတင်ပြထားပါတယ်။အဲ့ဒီကာထာရွတ်တော့လဲထူတက်ဖိထားတဲ့အရာကြီးကရှိနေပါသေးတယ်။နေညပြကာထာလဲအိမ်မက်ထဲမှာတော့မစွမ်းဘူးလို့ပြောရမလို့ပါပဲ။တရဏဂုံ၃ပါးကိုရွတ်လိုက်မှပဲထူအရာကြီးရဲ့အနေရကနေလုကင်းသွားပါတယ်။ ဒီလိုအိမ်မက်ဆိုးမျိုးကိုမဖူးကြသူအချို့လဲကျွန်တော်ကဲ့သို့ပင်တမုတ်တွေစတဲ့အခြားကာထာများရွတ်တော်လဲမရပဲတရဏဂုံရွတ်လိုက်မှထိုအိမ်မက်ဆိုးမှလုကင်းကြတာကို တွေ့ရပါတယ်ဗုဒ္ဓဘာသာဝင် မဟုတ်တော့အခြားဘာသာဝင်များပင် ဤကဲ့သို့အိမ်မက်ဆူမျိုးမက်ပြီးအခြားနည်းများလို့တော်လဲမရပဲကြာပူထားတဲ့တရဏဂုံရုပ်လိုက်မှ ထိုဒုက္ခကလွတ်ကင်းရမှစပြီးဗုဒ္ဓဘာသာဝင်ဖြစ်လာသူများလည်းရှိပါတယ်ထိုကဲ့သို့အိမ်မက်ဆူမက်ပြီးအတ္တတည်ဆုံးသွားတဲ့ဖြစ်စဉ်များလည်းရှိပါတယ်မိစေများလည်းထိုကဲ့သို့အိမ်မက်ဆူမျိုးမက်ပါကတရဏဂုံ၃ပါးကိုသာတတိယပြီးရုပ်ဆိုကြည့်ပါတရဏဂုံရုပ်ဆိုနှလုံးသွင်းခြင်းနဲ့ပတ်သက်ပြီးတင်ပြရရင်တရဏဂုံ၃ပါးကိုရုပ်ဆိုနှလုံးသွင်းရုံနဲ့ပြည့်စုံလုံလောက်ပါတယ် ရှေးဆရာများကတရဏဂုံနဲ့ပတ်သက်ပြီးနှီးမျိုးစုံကြံစာစီရင်ခဲ့တာတွေရှိပါတယ်။လူစိတ်တဘာဝရဲ့လိုအပ်ချက်အရာ စီရင်ခဲ့ကြတာဖြစ်ပါလိမ့်မယ်။တရဏဂုံ၃ပါးကိုရိုးရိုးပဲရွတ်ဆိုပြီးညီငွေမတွားရအောင်နဲ့လောကီအကျိုးစီးပွားတွေအတွက်ရည်ရွယ်ပြီးတီထွင်ကြံစားစီရင်ခဲ့တာဖြစ်ပါလိမ့်မယ်။ထို့ကဲ့သို့တရဏဂုံနဲ့ပတ်သက်တဲ့နီလမြများစွာရှိတဲ့အထက်ကလှုပ်ဆောင်ရာလွယ်ကူရှင်းလင်းတဲ့တရဏဂုံကျင့်စဉ်တော်ကိုတင်ပြပါမယ်။ အခုတင်ပြမယ်တရဏဂုံကျင့်စဉ်ရဲ့အစွမ်းကြောင့်အသက်ဘေးမှလွတ်ကင်းပြီးစီးပွားလတ်လာဘတိုးတက်ခဲ့တဲ့ဖြစ်စဉ်တွေရှိပါတယ်။ဂျပန်တွေအုပ်ချုပ်ခဲ့တဲ့ဂျပန်ခေတ်မှာလူသိများပြီးရွတ်ဖတ်နှလုံးသွင်းခဲ့ကြလို့အနည်းငယ်မှလွတ်ကင်းခဲ့ကြပါတယ်။ထို့ဖြစ်စဉ်တွေကိုတော့မတင်ပြတော့ပါဘူး။ကောင်းကျိုးအနန္တရာရှိစေတဲ့တရဏဂုံကျင့်စဉ်ကိုတင်ပြပါမယ်။ဘုဒ္ဓံတေနံကိစ္ဆာမိဖျားရှင်အာကိုးွယ်ပါဤဓမ္မံတေနံကိစ္ဆာမိတရားတော်အာကိုးွယ်ပါဤ တန်ငန်တယင်နိုင်ကိစ္စာမိအရိယတန်ကအရှင်သူမြတ်တို့အားကိုးကွယ်ပါ၏ဖះရှင်မလွယ်၍မိတိအရာမှမကိုးကွယ်ပါဖះရှင်ဟောကြားတော်မူသောတရားတော်မှလွယ်၍မိတိအရာမှမကိုးကွယ်ပါဖះရှင်တတနာကိုစောင့်ထိန်သောအရိယတန်ကမှလွယ်၍မိတိအရာမှမကိုးကွယ်ပါဖျားတရားတန်ဃာတို့ဤဂုံကျေးဇူးကြောင့်၎င်းမှန်ကန်သောတစ္ဆာစကားအစွမ်းကြောင့်၎င်းချမုတ်သည်စိတ်ဤချမ်းသာခြင်း ကိုဤကျမ်းမာခြင်းတို့ဖြင့်ပြည့်စုံရပါစေတာအိယာမလူလိုခြင်းအတိဝင်တာနဲ့ကိုကောက်ရွတ်ပါမျက်နှာတိရေချိုးပါက29ခေါက်ရွတ်ပါအစာစာရင်18ခေါက်ရွတ်ပါညအိယာဝင်ကိုကောက်ရွတ်ပါထိုကဲ့သို့နေ့စဉ်ရွတ်စုပေးခြင်းဖြင့်ထူးခြားတဲ့အကျိုးကျေးဇူးများရရှိလာပါလိမ့်မယ်ဤတွင်တရဏဂုံခြင်းစဉ်ပြီးပါပြီနောက်လဲဗဟုသုတမျိုးစုံကိုတင်ပြပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးထားပါအောင်အသစ်တင်တိုင်းသိရအောင်ဘေးနာက ခေါင်းလောင်းလေးကိုနှိပ်ပြီးအောက်ကိုလည်းနှိပ်ပေးထားပါအောင်ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုကြိုက်နှစ်သက်ရင် like လေးပေးမိတ်ဆွေများကိုလည်းမျှဝေပေးပြီးမင်းမြန်လိုသည်များအကြံပြုလိုသည်များလည်း comment မှာရေးပေးသွားပါအောင်နော်ကျေးဇူးတင်ပါတယ်အားလုံးကိုစိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။